အင်္ဂလန်နီးပြသောမတ်တူခဲအတွက်ကောင်းခဲစရာတစ်ခုကနံပါတ်10ရို့ဖြစ်နေပြီးတော့ခြေစွမ်းပြနေတဲ့ Morgan Rogers အဇီရူအပါအဝင်ချက်လက်ထားရခဲ့ရတဲ့ Phil Foden ဂျူဘယ်လင်အစရှိတဲ့ကစားသမားတွေရှိနေတယ်အဲ့တော့ဒီကောင်းခဲစရာတွေအကြောင်းကိုဒီဗီဒီယိုမှာသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတော့ Winesberg ကနေအတိအကကွန်ကြီးပန့်ပိုးပေးထားပါတယ် C2 Opinio ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘောလုံးအားကစားနေရှင်ခုန်ကျင်တဲ့ပရိသတ်တွေအတွက် Winesberg မှာ opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင်းနိုင်ပါတယ်ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ alumay mingla ba situ opinio ga ni chu so lai ba de england athen ga che san pwe ma wales ko 3-0 na tat taung tat ta anan ya ke de a lo kaba phala che sit pwe le de pwe shi ni le latvia ne pwe chaung ne so be me le a di atwa ကာသမားကြီးခြံထားတာတော့တွေ့ရတယ်အဲ့တော့ဒီပွဲမှာစန်တန်မှုဆန်တဲ့လူစင်းတွေကိုမြင်ခဲ့ရတယ်ပေါ့နော်အဲ့တော့နံပါတ်10မှာ Morgan Rogers ကိုသုံးတယ်အဲ့တော့ Morgan Rogers ရှိတယ် Aberration Asy ရှိတယ်သူတို့တွေအပြင်ဒါ Cole Palmer ရှိတယ် Jude Bellingham ရှိတယ် Phil Foden ရှိတယ်အဲ့တော့အင်္ဂလန်ရဲ့ဒီနေရာကြီးကတော်တော်လေးအင်အားတောင့်တင်းနေပြီးတော့ Thomas Tuchel အတွက်တော့အင်မတန်ကောင်းစားစရာဖြစ်နေတယ်အဲ့တော့ Jude Bellingham ကလက်ရှိအချိန်မှာ ဒါဘောလွန်ဒေါ3ယောက်စီရင်လည်းပါဘူးခဲ့တဲ့ကစားသမားဖြစ်တယ်အဲ့တော့အသက်22နှစ်ပဲရှိသေးပေမဲ့လေသူ့ရဲ့ level ကတော်တော်မြင့်နေတယ်မှာပါတယ်လက်ရှိအချိန် Real Madrid နဲ့ရုံးကန်နေရတော့မှန်တယ်ဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့အနေထားနဲ့ဆိုရင်လူရင်းစင်အသင်းမှာဒဏ်ရာကင်းရှင်းနေတဲ့အချိန်လက်ကြည့်စရာမလိုဆိုတဲ့အနေထားဒါပေမဲ့အခု Thomas Tuchel ကစက်ခိုင်မှုမပြေဝသေးဘူး match return ဆိုတဲ့အကြောင်းကိုပြပြီးတော့ Bellingham ကိုထားခဲ့တယ်ဖိလ်ဖိုဒင်ကလည်းစီနီယာကစားသမားတစ်ယောက်ဖြစ်တယ် ခြေစွမ်းလည်းတော်တော်လေးပြန်ကောင်းနေပြီလက်ရှိမှာ match return လည်းရောက်ရှောက်ရနေတာကိုတွေ့ရတယ်ဒါပေမဲ့ foreign လည်းမလုံလောက်ဘူးထားခဲ့တယ်ခိုးဖားမားကတော့တန်ရာရရှိနေလို့ပေါ့နော်အဲ့တော့အဲ့ခိုးဖားမားပဲဖြစ်ဖြစ်ဂျူဘယ်လင်ဟမ်ပဲဖြစ်ဖြစ် Phil Foden ပဲဖြစ်ဖြစ်သူတို့ဟာဒီ Ballon d'Or top 10စည်ရင်ထဲမှာဝင်နိုင်တဲ့ခြေစွမ်းပိုင်ရှင်တွေဖြစ်တယ်အခုရွေးလာတဲ့ကစားသမားတွေဖြစ်တယ် Morgan Rogers တို့ Average Azay တို့က8 level လောက်ထိမြင့်ဖို့မလွယ်သေးတဲ့ကစားသမားတွေပေါ့နော်အမ Azay ဆိုရင်ဒါအရွယ်ကောင်း peak တစ်ခုကိုတောင်ရောက်နေပြီ တော့အလောက်အမြင့်ကြီးထိမရောက်ဘူးသေးဘူးလက်ရှိအချိန်မှာအစင်းနဲ့အသင်းနဲ့ခြေစွမ်းတစ်ခုကိုပြသနေနိုင်တယ်တောက်ပတဲ့ခြေစွမ်းတစ်ခုပိုင်းဆိုင်ထားတယ်ဒါပေမဲ့လည်းခုနကစားသမိုင်းနဲ့ရှင်လိုက်မယ်ဆိုလိုအပ်ချက်တွေတော့ရှိနေသေးတယ်အ ਨੇ ဆုံးတော့ reputation ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနေသေးတယ်မော်ဂန်ရော့ဂျာဆိုရင်တော့ပို့ပြီးတော့တည်တာပါဗောလေမော်ဂန်ရော့ဂျာကလူငယ်ကစားသမားလည်းဖြစ်နေတော့မယ်အဲ့တော့ဒီအနေထားတွေမှာသူကမော်ဂန်ရော့ဂျာကိုရွေးလာတယ်ပြီးတော့အဇေကိုရွေးတယ်တုံးတယ်အဲ့တော့တူခယ်ဘယ်လန်းကိုသွားကျင်နေရလဲ ဘယ်လင်ဟန်ကိုရွေးလာပြီးတော့ဘယ်လင်ဟန်ကလည်းရှိချိန်မှာသုံးလို့ရနေတဲ့အနေအထားမျိုးရှိတယ်ဘာလို့မရွေးလာရလဲဖစ်ဖော်ဒင်ကိုဘာလို့မရွေးလာရလဲထုံးစံအတိုင်းပဲအင်္ဂလန်အသင်းနဲ့ပတ်သက်လာအဲ့လိုအတန်တွေကဒါထွက်တယ်ပေါ့နော်ထွက်တဲ့အခါမှာကျွန်တော်တို့အင်္ဂလန်ရဲ့လက်ရှိအခြေအနေကိုစဉ်းစားကြည့်မယ်ပြီးတော့တူကယ်ဘယ်လိုမျိုးစဉ်းစားနိုင်တယ်လဲဆိုတော့ကျွန်တော်တို့ခြေရာကောက်ကြည့်မယ်ပေါ့နော်အဲ့တော့ခုနကစားသမားတွေအကုန်လုံးမှာအသာချက်အမျိုးမျိုးရှိတယ်အဇေကတောင်းမှကစားသမားပူဆန်တယ်တယောက်ချင်းချက်ကြော်နိုင်မှုတော်တော်လေးအားကောင်းတယ် မော်ဂန်ရော်ဂျာစ်ကလည်းအဲ့ဒီလိုပုံပဲဒါပေမဲ့သူက central ကနေလာတယ်ပြီးတော့တိုက်စစ်မူးပုံစံမျိုးလည်းကစားလိုက်တယ်ဒါပေမဲ့တိုက်စစ်မူးတော့မဟုတ်ဘူးခိုးဖာမာကလက်ရှိအချိန်မှာဒါဒီအင်္ဂလန်အသင်းမှာ creativity အမြင့်ဆုံးကစားသမားလို့ပြောလို့ရတယ်မထင်မထားတဲ့အရာတွေကိုမျက်စိတမိတ်ကလေးအတွင်းမှာလုံနိုင်တဲ့ကစားသမားဖြစ်တယ်ဘယ်လင်ဟမ်ကကြတော့သူ type ကတစ်မျိုးဒီ technical skills ကောင်းတယ်ဒါပေမဲ့အဲလှတဲ့ technical skills မဟုတ်ဘူး။ तू က affected ဖြစ်တဲ့ technical skills ပြီးတော့ဒီခံစစ်ကူမှုတော်တော်လေးအားကောင်းတယ် physical အရန်အားကောင်းတယ်ပြီးတော့ဂိုးတွေအများကြီးသွင်းနိုင်တယ်လမ်းဖတ်တို့လိုမျိုး penalty area တွေ box entry walk နဲ့ walk နဲ့ဝင်လာပြီးသွင်းနိုင်တယ်ကစားသမားဖြစ်တယ်ပြီးတော့ခေါင်းလည်းကောင်းကောင်းတိုက်နိုင်တယ်ပေါ့နော်အဲ့တော့အမ်ပြောမယ်ဆိုရင် all rounded အဖြစ်ဆုံးလို့ပြောလို့ရတယ်အဲဒီ bellingham ရဲ့ type ကခိုးပါမှာကျတော့ဂိုးတွေအများကြီးသွင်းနိုင်တယ်ဒါပေမဲ့သူ့ဂိုးသွင်းနိုင်တဲ့ပုံစံကသူ့ရဲ့ technical skills ပေါ့အများကြီးမိခိုးထားတယ်သူကပို့ပြီးတော့ flair ဖြစ်တဲ့ခစားလာမှာဖြစ်တယ် foreign foreign ကကြတော့ဒါဟိုးဆက်ဆက်ပေါ်ပေါ်ကျွန်တော်ကနမထန်းနေတဲ့ခစားခဲ့နောက်ပိုင်းမှာဒါ guardiola ကတောက်မှန်နေပို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ဒီရတီမှာအလဲမှာပြန်ခစားနေပြီလစ်တစ်လစ်တစ်ရဲ့အလဲလို့ဆိုတော့မြန်မာခစားလေခန်စစ်တောင်းနေအများကြီးယူပြီးအများကြီးလုပ်ပြနေတွေ့ရတယ်ပြီးတော့ foreign ကခန်စစ်ခစားလဲတော်တော်လေးကောင်းတယ်တချို့သောပွဲတွေမှာဆိုရင် guardiola က foreign ကို ွဲအတွင်းမှာ LB ပုံစံအထိပြောင်းပြီးကစားတာမျိုးရှိခဲ့တယ်အရင်တော့ကပြောတာပေါ့နော်လောလောဆယ်မှာတော့ Center Rose မှာကစားနေရအောင်တွေ့ရတယ် Foden ရဲ့ ceiling ကလည်းအမြင့်ကြီးဒါ Premier League မှာလည်းအကောင်းဆုံးဆုတွေရရှိခဲ့ပူတယ် Supply လည်းအများကြီးပဲအတွေ့အကြုံတွေလည်းရင့်ကျက်တယ်ဒါပေမဲ့အင်္ဂလန်အသင်းမှာဆိုသူကအလုံးမဖြစ်ဘူးအဲ့တော့ Foden ရဲ့ခြေစွမ်းလက်ရှိပြနေရဲ့ခြေစွမ်း Manchester City ရဲ့ return လဲဆိုရင် တူခဲတော့တော်တော်လေးခေါင်းခဲစရာဖြစ်လာဖို့ရှိနေတယ်ဗောနော်အဲ့တော့အင်္ဂလန်အသင်းဟာကျွန်တော်တို့အဲ့နံပါတ်10ရိုးဒီအခုပုံစံကတင်ကြတဲ့လောက်ဖြစ်သွားပြီ၄ -3-1 ပုံစံမျိုးနဲ့ပဲကစားဖို့ရှိတယ်3 backs တွေပြောင်းဖို့လည်းမရှိတော့ဘူး၄ -3-3 ပြောင်းဖို့လည်းမရှိတော့ဒီပုံစံနဲ့ပဲကစားတော့မှာအဲ့တော့ကျွန်တော်တို့တိုက်စစ်မှုကိုပြန်ကြည့်ရမယ်တိုက်စစ်မှုကအင်္ဂလန်ရဲ့ဦးစားပေးတိုက်စစ်မှုအသင်းကောင်းဆောင်လည်းဖြစ်တယ် Hurricane ပြီးတော့ Double Pivot Double Pivot မှာက Declan Rice နဲ့ခုနောက်ဆုံး၃ပွဲဆက်ကစားထားတဲ့ Elliot Anderson အဲ့တော့ဒီကွင်းလေကလည်းတင်ကြပါ အဲ့ကွင်းလည်းပဲဖြစ်ဖို့ရှိတယ်ဗောနော်အတန်ဝါတန်ခြေစွမ်းပြနေပြီမြဲအတန်ဝါတန်ကဘယ်တန်ဖြစ်ပြီးတော့အမ်သူရဲ့ type ကအရင် all round မဖြစ်ဘူးပြီးတော့ physical ဘိုင်းမှာ Elliot Anderson လိုမျိုးအရင်ကောင်းမလဲဘူးသူခက်အတွက်ကကြာတော့ physical ကိုလည်းသူကကြည်လေရှိတယ်နီးပြတရားဖြစ်တယ်ပြီးတော့နိုင်ငံအသင်းပွဲတွေအတွက်ကကြာတော့ all rounder ဖြစ်တာကိုပို့ပြီးတော့သဘောကျလေရှိတယ်ဗောနော်အဲ့တော့ warden ကိုပါသူကအိမ်မှာထားခဲ့တယ်ခေါ်မလာဘူးဗောနော်နောက်ထပ်ကွင်းနယ်လူတွေလည်းရှိနေသေးတယ်ဒါ main new လို technician တွေရှိနေသေးတယ်အပြီးတော့ဒီ ်အင်ဂျယ်ဂိုမက်စ်တို့ရှိနေသေးတယ်ပေါ့နော်ပြီးတော့လီဗာပူးတင်းရဲ့ကာဒစ်ဂျုံတို့ရှိနေသေးတယ်အဲ့ကစားသမားတွေကခေါ်ဦးမခေါ်လာလားလက်ရှိအချိန်မှာအဲ့ကစားသမားတွေကြော်ပြီးခေါ်လာတာ physical နဲ့ပတ်သက်ပြီးတော့ပြီးတော့ဒီတူခဲရဲ့ tactic နဲ့ပတ်သက်ပြီးတော့ပိုကျွမ်းကျင်တဲ့ Ruben Loftus-Cheek AC Milan အသင်းရဲ့ကစားသမား Chelsea အသင်းရဲ့ကစားသမားဟောင်းသူကလည်းကစားတာကောင်းတယ်ဒါပေမဲ့အခုဒါပါတော့ AC Milan အသင်းနောက်ဆုံးပွဲဒါကပွဲနဲ့ပွဲလုံးကကြက်တယ်ဗောနော Napoli နဲ့ပွဲသူတို့ Napoli နဲ့ပွဲမှာနိုင်တယ် AC က ယူဗန်တက်စ်နဲ့တရေကြတယ်အဲ့နှစ်ပွဲစလုံးမှာလော့ဖ်တက်ကြီးကအရန်နေနဲ့ပဲပါခဲ့ရတယ်အများကြီးမပါခဲ့ရအောင်ယာတီဆောင်တော့ပါတယ်ဗောနော်အဲ့တော့ပထမ September International Break တော့ငါရွေးတာကိုတန်တရားမရှိပါမယ် October International Break မှာတော့ Loft Chic ကိုရွေးလာတာမေကွန်းထုတ်เสียဖြစ်နေအဲ့တော့အဲဒီကျွန်တော်လူစင်းရွေးချယ်မှုဆိုတော့အားလုံးလည်းချိတ်ဆက်ပြီးပြန်ကြည့်ရတယ်ပြီးတော့အကောင်းဆုံးအစားသမားကိုရွေးချယ်တာမဟုတ်ဘူးတူခဲတို့ကရှင်းတယ်သူ့အတွက်အကောင်းဆုံးဖြစ်မဲ့လူကိုရွေးတာအဲ့တော့အဲ့လိုပဲရွေးမယ်ဆိုတာလည်းကျွန်တော်ကယုံကြည်မှုရှိပြီးသား ပြီးတော့အင်္ဂလန်လက်နဲ့ပတ်သက်လာရင်နာမည်တွေကအရန်ဒုက္ခပေးတယ်ဒီပြတွေအဲ့တော့တရားရောက်ကိုခောက်ပစ်လိုက်ပေါ့တရားရောက်ကိုအရန်ကုန်ထိုင်ခိုင်းထားဖို့အတွက်သူတို့ရဲ့နာမည်အရန်ကြီးနေတဲ့အခါမှာအင်္ဂလန်အသင်းကဟိုး2002ခုနှစ်ကလေးကနေအခုချိန်အထိအများအားအဲ့ဒါနဲ့ပတ်သက်တဲ့အသံတွေကြားလေရှိတယ်ဒုက္ခရောက်လေရှိတယ်ဒါပေမဲ့ Gareth Southgate လက်ထက်မှာတော့ဒါ Kevin Phillips လိုကစားသမားမျိုး Declan Rice နဲ့ကွင်းလယ်မှာရိုးရိုးလေးပဲတွဲပြီးတော့သူတို့ကစားခဲ့တယ်အင်္ဂလန်အသင်းရဲ့ဒါ တင်ငြိမ်မှုရှိရှိနဲ့အောင်မြင်မှုရှိကြတဲ့အချိန်ပေါ့အောင်မြင်မှုရလို့ဖလားကြီးတော့မရနိုင်သေးတာဒါပေမဲ့အရင်ဆုံးအဆင့်မှာတောက်လျှောက်သွားနေအောင်ကျွန်တော်တို့မြင်တွေ့ရတယ်အဲ့ပုံစံပြနေနိုင်တယ်ပေါ့နော်အဲ့တော့တူကဲကလည်းပို့ပြီးတော့သူက German ဖြစ်တယ်ပို့ပြီးတော့အဲ့ဒါရဲ့ queue sign နေမှာမဟုတ်ပဲနဲ့သူ့ရဲ့ new view ဟာကိုသွားမဲ့လမ်းကြောင်းကိုသူထွင်ဖို့လုပ်နေရလို့ကျွန်တော်ကယူဆတယ်အဲ့ဒီလမ်းကြောင်းတွေလည်းမြင်နေရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအင်္ဂလန်ဒီ core ကိုပြန်ပြီးတော့ဒီချကြည့်မယ်ဆိုရင်တော်တော်လေးရွေးချယ်စရာများပြားနေရတယ်ဒါပေမဲ့ ေချာသွားတဲ့နေရာကတိုက်စစ်မှုတေချာတယ်ခုနဒဘယ်ပစ်ဗုတ်ကလည်းဒက်ကလန်ရိုက်စ်နဲ့အဲလီအန်ဒါဆန်ဖြစ်ဖို့ကတော်တော်လေးကိုရာခိုင်နှုန်းများနေပြီးတော့အဲ့ဒီနှစ်ယောက်တွဲကစားရတယ်အရင်အကောင်နဲ့နှစ်ယောက်စလုံးမှာကလည်းအမ်ဒီတုခတ်လိုချင်တဲ့စွမ်းဆောင်ရည်အပြည့်ရှိတယ်သူတို့ကဘောလုံးကိုသဲဆောင်နိုင်တယ်ဘောလုံးကိုထိန်းထားနိုင်တယ်ဘောလုံးကိုဖြန့်ဝေနိုင်တယ်အဝေးဘောအနီးဘောပေးနိုင်တယ်တိုက်စစ်ကိုတိုက်ရိုက်လိုက်ပြီးပန့်ပိုးနိုင်တယ်ကိုယ်လည်းသွင်းနိုင်တယ်ပြီးတော့ခန်းစစ်ကစားတဲ့ဟာမှလည်းတော်တော်လေးကျွမ်းကျင်တယ်ကောင်းမွန်တာကိုတွေ့ရတယ်ဗောနော်အဲ့တော့ almost perfect ပေါ့နော် Declan Rice ကတော့အများကြီးပိုကောင်းတယ် Ellie Anderson နဲ့လောလောဆယ်အခြေအနေမှာဒါပေမဲ့ Ellie Anderson ကလည်းအဲ့ဒီပုံစံကိုလိုက်နေတယ်ကစားသမားဖြစ်တယ်အော်ဒီ Quinlan လည်းဆိုရင် Ben Hamilton ကပို့ပြီးတော့လိုက်ဖတ်မလဲ Hurricane လည်းဆိုရင် Ben Hamilton ကပို့ပြီးတော့လိုက်ဖတ်မလဲအဲ့ဒီပုံစံကိုကျွန်တော်တို့ကစဉ်းစားရလဲမျိုးထင်တယ်ပေါ့နော်ဒီနေရာနဲ့ပတ်သက်ပြီးအဖြေရှာတဲ့ခါမှာအဲ့တော့ Richard ဆရာကြီးကတော့အရင်များနေတယ်ကျွန်တော်လည်းအဖြေမထုတ်ရသေးဘူးဘာလို့လဲဆိုတော့ကဘာဖလား ထိသွားမဲ့လမ်းကြောင်းကိုကျွန်တော်တို့ကတွက်ရမှာပေါ့နော်အဲ့တော့လောလောဆယ်မှာစမ်းသပ်မှုတွေမြင်နေရဆိုတာကိုတင်ပြပေးခြင်းဖြစ်တယ်တင်ပြလိုခြင်းဖြစ်တယ်အဲ့တော့အဲ့စမ်းသပ်မှုတွေထဲမှာဘယ်ကစားသမားတွေဝင်နိုင်လဲပေါ့တေချာလာကကိုပါမာကလှည့်ကြည့်စရာမလိုဘူးလို့ပြောရလိုက်မယ်ကိုပါမာရဲ့လက်ရှိအနေအထားရပြီးတော့ဒူခဲလာအရှိတေကလည်းရွေးခဲ့တယ်ပေါ့နော်ဘယ်လင်ဟမ်ကကြတော့အဲ့ပုံစံမျိုးမရှိနေဘူးပြီးတော့ John Stones ဘာမှအခုပြန်ပါနေပြီပေါ့လေ John Stones ကအရင်ကြီးကဘာမှစွမ်းဆောင်ပြနေတာမဟုတ်ဘူးလက်ရှိအချိန်မှာတန်ရာရတနိုင်နဲ့ရုန်းကန်နေရတယ်ဒါပေမဲ့ John Stones ကို တူခဲကချက်ချင်းပြန်ရွေးတယ်မရွေးခင်တော့ကျွန်းစုံတန်ရာရနေတဲ့အချိန်တော့ကလည်းတူခဲဟာတန်ရာရနေတဲ့ကျွန်းစုံကိုလစ်ကျင့်တယ်လစ်ကျင့်ရေးတယ်မပါဘူးရွေးလည်းမရွေးထားတော့ဒါပေမဲ့ကျွန်းစုံကိုစင့်ခေါ်ပြီးတော့သူ့ရဲ့ training camp ကိုခေါ်လာတယ်သူတို့ ਨੇ နီးစက်အောင်နေစေတယ်အဲ့တော့တူခဲရဲ့အမ်ဒီအယုံကြမှုပြီးတော့အလေးပေးမှုပေါ့နော်သူကြရင်သူကတန်ရာရနေတဲ့ကစားသမားကိုတော့သူခေါ်ပြီးတော့ ီအသင်းမှာအနာဂတ် အများကြီးရှိရလို့ဆိုရင်အဲ့လိုမျိုးခေါ်ပြီးတော့ထားတယ်လို့အဲ့ဒါဘာဖြစ်လို့ဒီဘယ်လင်ဟန်ဆိုအခုကောင်းနေပြီ။ तू ကကြံ့ခိုင်မှုအကြောင်းပြပြီမြေဘယ်လင်ဟန်ကကောင်းနေပြီ။ရီယက်အတွက်လည်းတောက်လျှောက်ကစားထားတယ်။အကောင်းဆုံးပုံစံမရသေးရပဲရှိတယ်။ဒါပေမဲ့ဘယ်လင်ဟန်နဲ့ပတ်သက်လာကျွန်တော်တို့အဲ့လိုပုံစံမျိုးတွေမမြင်ရဘူး။အဲ့တော့ဒီများကအောက်ချက်ထုံနိုင်တာကဒီကမ္ဘာဖလားပေါ့နော်။ဘယ်လင်ဟန် drop out ဖြစ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။လက်ရှိအခြေအနေမှာဘာလို့ဆို real မှာလည်းဘယ်လင်ဟန်အတွက်ကအာတာကူလဲနဲ့နေရာရှင်းပြနေရပြီးတော့ နည်းနည်းလေးအကြက်အတဲလေးတွေပေါ့နော်နေရာပိုင်းဆိုင်ရာအကြက်အတဲလေးတွေဖြစ်နေရအောင်တွေ့ရတယ်။ဒါရပြင်းထန်တဲ့အကြောင်းလေဒီသူ့အနေနဲ့ပြန်လာတဲ့ခါမှာအသားမကျရလေးနည်းနည်းလေးရှိရပေါ့နော်အဲ့တော့အင်္ဂလန်အသင်းရဲ့ squad ထဲကိုပြန်ဝင်ဖို့ဆိုတာကလည်းဘယ်လင်းဟန်ခြေစွမ်းမှာကျွန်တော်တို့တန်တရားဖြစ်စရာဘာမှမရှိဘူး။ခလာအကောင်းဆုံး attacking midfield ရဲ့တယောက်ဖြစ်တယ်။ဒါပေမဲ့လေတူခဲလူရာကအဲ့ရလေဖြစ်ချင်မှာဖြစ်မယ်။တူခဲလူရာက Morgan Rogers ဖြစ်ကောင်းဖြစ်နေနိုင်တယ်။အဲ့တော့ အရန်စိတ်ဝင်စားဖို့ကောင်းလဲကျန်တဲ့နေရာတွေအဲ့လောက်ကြီးမဟုတ်ပါနဲ့လက်ရှိအဲ့ဒီ center attacking midfield နေရာမှာဘယ်လိုပဲဖြစ်ဖြစ်ယူကြည့်လိုက်မယ်ဆိုရင် Cole Palmer, Bellingham, Phil Foden, Morgan Rogers, Aberrachi Eze ကစားနေရကလပ်တွေကလည်းဒါ Morgan Rogers ကိုဖယ်လိုက်အကုန်လုံးကတကယ်ကလပ်ကောင်းတွေကြီးပဲဒီကစားသမားရဲ့ level ကလည်းအကုန်လုံးအမြင့်မားကြီးတွေကြီးပဲပေါ့နော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေရအောင်ကျွန်တော်တွေ့ရတယ်တောင်မန်နီမာကအဲ့လောက်ကြီးအပြောင်းလဲရှိတော့မယ်မထင်ဘူး အခု Grealish ကိုမရွေးလာဘူးအ Gordon နဲ့ Marcus Rashford ကအဒီပို့ပြီးတော့လိုက်ဖက်တယ်ပေါ့နော်အင်္ဂလန်အသင်းရဲ့လက်ရှိစက်တန်နဲ့ဆိုရင်ဘာလို့လဲဆိုတော့သူကဂိုးသွင်းဖို့အတွက်သွားတဲ့စားသမားကရီလစ်ကဂိုးသွင်းတာနဲ့တယ်ဂိုးသွင်းဖို့တမှုက creator ဘက်ကိုသွားတယ်အဲ့တော့ကျွန်တော်တို့ကဒီရွေးချယ်မှုကိုကြည့်မယ်ဆိုရင်တခြားသောနေရာတွေနဲ့လည်းချိန်ဆက်ဖို့လိုတယ်အဲ့တခြားသောနေရာတွေမှာကအထိုင်ကျနေပြီလို့ပြောလို့ရတယ်ပြီးတော့ညလာမှာဆိုရင်လည်းဒါစကား ဘလိုပဲဖြစ်ဖြစ်စာကာကသူပုံမှန်ကြက်ခိုင်မှုရနေတော့စာကာကိုပဲထည့်ကင်ရမှာပဲသူ့ရဲ့ခြေစွမ်းကတော်တော်လေးစိတ်ချရတဲ့အနေအမှာရှိတယ်ပေါ့နော်အဲ့တော့ပုံလေးတွေကပေါ်နေပြီဒီနံပါတ်10ညမှာတော့အဲခေါင်းစားစရာလေးရှိနေတာကိုတွေ့ရတယ်အဲ့တော့ဒီနေရာနဲ့ပတ်သက်တဲ့စဉ်းစားစရာတွေကိုဒီဗီဒီယိုကနေတင်ပြပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တွေအနေနဲ့လည်းဒီအင်္ဂလန်ရဲ့နံပါတ်10ရိုးခါဘယ်ကစားသမားနဲ့ပိုလိုက်ဖက်တယ်လက်ရှိသူသွားကျင်တဲ့အခင်းကျင်တဲ့ဘယ်ကစားသမားနဲ့ဘလို့လိုက်ဖက်လဲဘယ်သူမှဘာအားသာချက်ရှိဘယ်သူမှဘာအားနည်းချက်ရှိရလို့ ထင်မြင်တယ်လဲဆိုတာကိုဒါကွန်မန့်မှာဆွေးနွေးပေးသွားခဲ့ဖို့တောင်းဆိုချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ